မြောက်ကိုရီးယားဟာမကြသေးမီကဖြတ်သိမ်းမော်တဆင်းရေးချတဲ့အခမ်းအနားမှာမတော်တဆဖြစ်ပွားမှုနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့တင်မောချင်းအရာရှိတွေကိုဖမ်းဆီးထိန်သိမ်းခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗျာ။ မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျေဝန်တက်ရောက်ကြည့်ရှုခဲ့တဲ့သင်းမောရေချတဲ့အခမ်းအနားမှာတန်ငါးတောင်လေးကျင်းရှိတဲ့စစ်သင်းမောဟာမတော်တဆပြုတ်ကျခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ကင်ကအဲဒီဖြစ်စဉ်ကိုနိုင်ငံရဲ့ဂုံတိတ်ခါကိုကြာစင်းစေပြီးတာဝန်ရှိသူတွေကိုအပြစ်ပေးသွားမယ်လို့ပြောကြခဲ့ပါတယ်။နိုင်ငံရှေ့မြောက်ပိုင်းချောင်းကျင်းသင်းမောကျင်းမှာဖြစ်ပွားခဲ့တဲ့အဲဒီဖြစ်စဉ်ဟာအများပြည်သူတွေရှေ့မောက်မှာဖြစ်ပွားခဲ့တာဖြစ်တာကြောင့်စစ်ရင်အားကိုပြတ်တပ်ဖို့ကြိုးပမ်းနေတဲ့ကင်အတွက်အရှက်ရပွဲဖြစ်ရတဲ့ခုဖြစ်ခဲ့ပါတယ်။အဲဒီမတော်တဆဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေအချိန်မြင့်လှုပ်ဆောင်နေချိန်မှာတရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေကသင်းမောကျင်းရဲ့အင်ဂျင်နီယာချုပ်နဲ့ ဲ့အခြားသူတွေကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်းနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမေလ25ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ဂျိုရူးတပ်ပုံတွေအရာအပြာရောင်တပ်ပေါ်လင်စားတွေဖုံးအုပ်ထားတဲ့စစ်သည်မော့ရဲ့ဥပိုင်ဟာစစ်ကမ်းပေါ်မှာရှိနေပြီးပေပိုင်းကရည်ရဲကိုကြာနေတာကိုမြင်တွေ့ရကြောင်းအမေရိကန်အခြေစိုက်နိုင်ငံတကာမဟာဗျူဟာလေ့လာရေးစင်တာ CSIS ကဖော်ပြခဲ့ပါတယ်။ကင်ကအဲ့ဒီတင်မကိုဂျွန်လာအတွင်ပြုလုပ်မဲ့အာနာယပါတီညီလာခံမတိုင်မီအပိတက်ပြုပြင်မှုအမိန့်ထုတ်ပြန်ခဲ့ပါတယ် ဒေတာတွင်အမေရိကန်ရဲ့စစ်အင်အားထူထောင်မှုကိုစန့်ကျင်ရမှာမြောက်ကိုရီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာရန်သူနိုင်ငံတွေရဲ့စစ်ရေးချင်းချောက်မှုအလုံးကိုထိ ंछ ုံနိုင်မှုလှုပ်ဆောင်သွားမယ်လို့မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။